မြို့နယ်တိုင် channel ကိုအပိနားဆင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာတော့ကျမကဆရာကြီးတာရုရဲ့တားချင်မရချေဝှထုတို့များတာရုဤစာစုနှစ်ဆိုတဲ့စာအုပ်ထဲကဘာရဲ့ညာရဲ့စာစီမဖွဲနဲ့ဆိုတဲ့ဝှထုတို့ကိုဖတ်ပြသွားဖို့ရွေးချယ်ထားပါတယ်။နားဆင်အားပေးပါဦးနော်။ဘာရဲ့ညာရဲ့စာစီမဖွဲနဲ့ တိုက်ရှိပန်းကြံအလေစပယ်ယုံနဲ့မလန်မကန်ခုံနှန်းရှိကလေးအဝါရောင်တွင်တရောင်ခွဲတာတာခွာ၍ထိုင်နေကြတော့ကောင်လေးနှင့်ကောင်မလေးတို့ဤမျက်နှာထားရောဟန်အမူအရာကိုကြည့်တော့အကြောင်းမသိသူများအဖို့မောင်နှမလောဟုအမြင်ရိုးကြမိထင်သည် စင်စစ်တော်ကလာလာမြမဟုတ်ဘာမှလည်းတော့ဆက်ခြင်းမရှိကြသည်ကိုနှစ်ယောက်စလုံးအလကားပဲကောင်မလေးရောကောင်လေးရောတယောက်ကိုတယောက်ပိုးပန်းနေကြပြီဟင်း မျက်ဆောင်တို့တိုက်ဤခြံနောက်တနေရာတွင်ရဲ၍ကောင်းလေးတို့ကိုအကဲခန့်နေသူဖြူဖြူဝဝအရွယ်ရင့်တော်လဲလူ၍လာနေသည့်အတော်ကြီးတစ်ယောက်ကအနည်းရှိအတော်ခန့်ငယ်ငယ်ကိုဤလိုပြောလိုက်ခြင်းအပြင်အတိတ်ပဲရှင်းသွားပြီဖြစ်၏အထက်တွင်မျက်ဆောင်ထိုးတိုက်ဟုတုံးလိုက်ရန်၌ထိုလူကုန်နှင့်ရက်ွက်ဤထိုးတိုက်များတီနေပုံမှာဒရိုက်နေဒရိုက်တချံနှစ်တချံမျက်နှာချင်းဆိုင်ရန်မလွဲအကြောင်းရှိ၏ထိုနေရာမှာတရိကံပုံစံလမ်းသုံးတွင်စုံနေသောကြောင့် တိုက်တုံလုံးဒီလဲဖုခနောက်ဆိုင်စောင်းမှာဒါလမ်းများကိုမျက်နာမူ၍ရမည်ဖြစ်သည်ဒရိုင်းနေဒရိုင်းတစ်ချံနှင့်တစ်ချံမှာမူအတိအိမျက်ဆောင်တို့အနေထားရင်သာရှိနိုင်ကြမည်ဖြစ်၏တိုက်ဝါတိုက်ပြန်နှင့်တိုက်ဖြူဖုခနောက်ဆိုင်တုံလုံးဤအနေထားနှင့်ခြေထားပုံအယောင်များမှာနေဝင်လူစဲစဲတောက်ပနေသည့်တင်ယောင်ကြောင့်ငိုယောင်ပြောက်ပြီးတမျိုးတမီလာနေ၏ရက်ွက်မှာလည်းလူကုန်နံရိတ်တာဖြည့်၍အညောင်းပြေလက်လျှောက်သူသည်၎င်းဖုံမတဘောပါကိုဟန်ပြထွက်လာကြသည့် အပြိုလူပြိုတို့ဒီ၎င်းလူတကိုလျင်၃00ဝတ်ထက်မနည်းသောအဝတ်စားများဖြင့်သာရောင်စုံဖျားနေကြ၏ဖြူဖြူလက်လက်ကလေးများလည်းပါသည်ညိုကြောကလေးတို့လည်းပါသည်ပူပူကွက်ကွက်မဲမဲဝဝကလေးတွေလည်းတွေ့ရသည်တခါတည်းရင်တော့အခြားသောနိုင်ငံခြားတစ်ခုခုတို့ရောက်နေသလားဟုထင်ရတော့အောင် အမျိုးသားရွယ်ရွယ်ရောအမျိုးသမီးငယ်ငယ်တွေပါဘောင်းမီဖင်ချက်နဲ့စကတ်နဲ့သမင်ရှိဆုပ်ပါနဲ့ဂျာကင်မျိုးစုံနဲ့ဂီတာတကားကားဖြင့်လန်းတလားနေကြသေးသည အပြူတတိုက်က ရှေ့မှသွားနေသည်လူပြူတတိုက်ကနောက်မှလိုက်သည်အပြူတစုကရက်နေသည်လူပြူတစုကလည်းရှေ့ကျော်မတက်ဟူလိုလိုဒီလိုလိုဖြင့်ရက်နေလိုက်ကြသည်အပြူတွေဆက်လျှောက်မှသူတို့လည်းနောက်ကလိုက်ပြန်သည်ထိုအတိုက်နှင့်ထိုတစုတို့သူ့အလိုက်အထိုက်အင်ဒရီယာနေကြသည်အချို့သောမင်းမပြူအဖွဲ့နှင့်လူငယ်အုပ်စုတို့မှမူအချင်းချင်းဖြတ်ကျော်ရင်းမျက်နှာချင်းဆိုင်စုံကြရင်တစ်ဖက်တစ်ချက်ရင်းမောင်းနှဲလျှောက်ရင်းကမကြတကြရီးကြသည်တိတိတတလည်းငန်းကြသည် အချို့တစ်ဖက်နဲ့တအုံပြောင်ပြောင်တင်းတင်းလေးချီငင်ကြသည်ဤအနီမြင်ကွင်းနှင့်ဖြောင်ဖြောင်တင်းတင်းဆန့်ကျင်နေသည့်ရှုွက်တီကားဆိုလျင်စောစောကဖော်ပြခဲ့သည့်တရိကံတိုက်သုံးလုံးအနက်မှာအပြာရောင်တိုက်ရှိပန်းချံအတွင်ရှိခုံနှန်းရှိကလေးဖြစ်၏အသက်အားဖြင့်20နှစ်25မပြည့်တပြည့်အရွယ်အတွင်းတွင်သာရှိကြလိမ့်အောင်မည်ထင်ရသောမိမပြူချောချောနှင့်ယောက်ျား၍ခန့်ခန့်နှုတ်နှစ်ယောက်သည်တဦးနှင့်တဦးတရောင်တတခွာ၍ထိုင်နေကြလျက် လက်ထဲတွင်လည်းစာအုပ်ကိုစီဖြင့်လှန်ရင်းလောရင်းဒုစုံတရာတွင်စိတ်မော်နေကြသည်ထင်ရ၏ထိုအခါတိုက်ဖြူရှိသုံးမှန်လာပန်းယုံရှိဝဲပင်မင်းညူညူအရွယ်လက်အမျိုးသမီးတစ်ယောက်နှင့်ဖြူဖြူဝော့ဝါမငယ်လာတော့သော90ကျော်ရွယ်အမျိုးသမီးကြီးနှစ်ယောက်သည်တရက်ကွက်လုံးလွတ်လွတ်ရွတ်ရွတ်ဖြစ်နေကြသည်ထိုထိုအအုပ်အဖွဲတို့ကိုမျက်လုံးကစားနေရမှတိုက်ပြားစီတို့ခေါင်းလေသွားကြ၏ဒီနေ့တွေ့ရမြအတွဲတွေထဲမှာတော့အဲဟိုအတွဲက ရှိကနောက်လိုက်အညီဆုံးလို့ထင်တာပဲနော်တော်လေးမြတ်။အော်အော်ဖရာတကြမလို့သူတို့နှစ်ယောက်အဆင်ပြေကြပါစီ။ဒီမှာမတ်ဦးညီးလေးနဲ့ဒီစိတ်တွေဖျောက်ဖို့ကောင်းနေပြီ။မတရားခြင်းနဲ့တော့ပြောရင်ကပဲဒေါ်လေးမြသည်ကြွကနေလက်ထွက်သွားတော့ကြောင်းမတ်ဦးကပါခက်ခွက်ကွာလှမ်းလိုက်သွားရင်စိတ်ထဲမှာရေရွတ်လိုက်သည်မှာဒါကြောင့်အပြိုကြီးဖြစ်နေ။အီလိုခနဲ့မီဆိုကလည်းခနဲ့စရာ ဒေါ်လေးမြအနေဖြင့်ဤလိုအပြိုလူပြိုတို့ကိုဟန်ထွက်ပြသည့်အချိန်များတွင်ခြံထဲသို့ထွက်လာလိမ့်မည်ရှိတခါတည်းရင်အမတ်မထင်ပန်းချန်နေ၌မာလီကိုထူထူအီအီပန်းဟုတ်အလီလီကိုပြုတ်ပြင်ခိုင်းနေ၌လူငယ်စုံတို့များဖျက်လျှောက်သွားသည်ကိုမြင်သည်နှင့်တိုက်တဲသူပြပြတလဲပြန်ဝင်သွားလိမ့်ရှိ၏အပြိုကြီးတို့ဘာဝအားနေလျင်ဖျားဝယ်ရဝဆလုပ်၏တကုတ်ကုတ်နှင့်ပန်းချန်ကိုလည်းအလှပြင်၏ပဝင်ကျင်တို့ရောက်လာသည်များဒေါ်လေးမြပန်းချန်ကိုနှစ်ကြိမ်နှစ်ခါမကြည့်ပဲမနေနိုင် အချို့မူခြံရင်းတို့ပင်ဝင်ခွင့်တောင်း၍လိလာကြ၏ရင်းကဲ့သို့သူ့ပန်းချံကိုအရေးတူကြည့်ရှုရင်လာသည်ဖြင့်သူ့လက်ရာသူ့ပန်းချံအလကိုလိုက်ပြသည့်အချိန်နှင့် အပြိုလူပြိုအတွဲသို့လမ်းထဲခြေရှုပ်နေကြခြင်းမျိုးကြုံတော့ထွက်သွားရမည်ခက်တီနှင့်အမျညနာအပြက်ပြက်ဖြစ်နေတတ်ခြင်းပြီထိုရက်ွက်တွင်ဒေါ်လေးမြကဲ့သို့အပြိုကြီးများတိုက်တုံလေးတိုက်တွင်ရှိကြသည်ဒေါ်လေးမြကဲ့သို့ပင်မမြင်လို့မကြည့်ခြင်းနှင့်အင်ဒြေရရတိုက်တွင်တို့ပြန်ဝင်သွားလိမ့်မည်ရှိ အပြုတ်လူမျိုးအတွဲဆိုလျင်မျက်စောင်တခဲခဲကြည့်ကဟင်းလူတော်တလင်းတွေမျက်စိကိုနှောက်နေရပဲဟူ၍တမျိုးအင်းအင်းခူတော်ဖြင့်တရဲရဲနဲ့ကြည်နူးနေလိုက်ကြတာဟင်းကာရဝါတာဒုက္ခကိုနှောက်မှသိမယ်ဟူ၍တနည်းချစ်ကြကြိုက်ကြပိုးကြပန်းကြကွေကွေနောက်ဆုံးရှိကြည်ဤဆိုတာကိုရိပ်ရောင်ကလေးမှတရားမရကြသေးတာတနာเสียရပဲ ဟူ၍တသွဲအမေမေသောအပြူကြီးတို့ရွတ်တန်သေးဟောတန်မဲ့ရွေဟန်ပါထိုထိုလူငယ်တို့ကြားတည်မြင်နေတာဖြစ်တော့လေအလေးမထားလေးလဲမလေးစားကြအလကားပါအပြူကြီးလူပြူကြီးတွေဆိုတာသူတို့မစုံနိုင်ဒီပြင်စုံလဲတွေကိုမနာလို့ဖြစ်နေတာကိုအယုတ်ဆိုတော့သူများလာတာကိုမနာလို့တဲ့သဘောပေါ့ဤတို့ဒါလင်လူပြူငယ်အပြူငယ်တို့ကသူ့အမြင်နဲ့သူမှတ်ချက်ချတဲ့ကြ ਈ တခါတည်းရင် အပြိုကြီးချင်းတယောက်စနှစ်ယောက်စသူမဟုတ်အစုလိုက်အတိုက်လိုက်တာရီအိမ်တွင်၎င်းနာရီအိမ်တွင်၎င်းမျက်နှာချင်းဆိုင်စိုးမိကြလေလုံခဲ့တဲ့နလားလောက်ကပေါ့ကျမတို့မိတ်ဆွေရဲ့တမီလေးလင်းနောက်လိုက်မယ်တကယ်ကြီးဖြစ်နေတာချောမော့ခေါ်သွားပြီးတရားအထုတ်ခိုင်းနေဟောဆယ်ရက်တောင်မပြည့်ဘူးအိမ်နောင်ကြီးကိုမကြားလို့ဘူးမကြားလို့ဘူးဖြစ်သွားတာပဲဆက်မိလို့ပြောရအောင်မယ်ကျမတို့တိုက်နာမလဲတီးလိုက်တဲ့ဂီတာဘာရီမန်းလည်းမသိဆိုလိုက်ကြတဲ့တခြင်း ရှစ်တာတွေမြစ်တာတွေအသေးခွဲတာတွေအဲ့ဒါကျမလည်းစိတ်ပေါက်ပေါက်ရှိတာနဲ့အိမ်မှာတရားဖွင့်တဲ့ recorder နဲ့တေးပုံမှာတချင်းတွင်ခိုင်းပြီးတပတ်လောက်ခက်ကြကြဖွင့်တော့လေးငါးယောက်ပဲအိမ်တော်ရဲ့ရဲ့များလာတဲ့တန်လျာကိုကြောက်သွားကြပြီးကျမကိုလာကြရကြတယ်လေတော်တော်ကြီးကျေးဇူးကြောင့်သူတို့ချီကြိုက်ရည်ရဲ့အမားကိုတရားရပါပြီတဲ့တာရုလာခေါ်ကြပြီတော့ဤလိုပြောရင်အချင်းချင်းဂုံယူနေတဲ့ကြတော့လေထိုးထဲတွင်ဒိုလေးမြသည်ပွဲကြီးပြိတ္တတာဖြစ်၏ တလုံးတလီများပင်ဝင်၍ဆွေးနွေးထောက်ခံလေးမရှိအများသောအပြူကြီးတို့ကလည်းဒေါလီများကိုစုံတရာထင်မြင်ချက်မမီးအေးအေးယွယွနှင့်စကားနှဲသူဖြစ်သည်ကိုသိပြီးဖြစ်ကြ၏ထို့ကြောင့်လည်းဒေါလီများအားနားထောင်သူဖြစ်တာသဘောထားကြ၏အပြူကြီးအင်အားတိုးတက်ရေးအတွက်စီယုံရင်ညံ့ဖြစ်သောမြုံသောမိမကြီးတယောက်ဖြစ်တာယူဆကြ၏မန်သည်အပြူလူပြူကိစ္စဝိစာနီးပြူဟာမန်သမ ्या တွင်ဒေါလီများသည်တည်နေပြီဖြစ်၏သူအလင်းဆုံးပြောလျင် တနေ့တနေ့သူတို့အလုတ်ကဒါပဲဟူသီးတာဖြစ်ယနေ့မတ်ဦးဆိုသူအားလေဒီမှာမတ်ဦးညီအနေနဲ့ဒီစိတ်တွေဖျောက်ဖို့ကောင်းနေပြီမตายရခြင်းနဲ့တော့ဟုတ်ပြောပင်ပြောလိုက်ရတော့လေဒိုလေးမြမျက်နာမကောင်းဖြစ်သွားတော့အချက်တီးတစ်ချက် အပြူလူပြို့အတွဲများတွေးလိုက်တိုင်းမကြည်မနဲ့အမူအရာဖြင့်ခြာကနေလက်ထွက်သွားတဲ့ချင်းတီးတစ်ချက်အထူးသဖြင့်တိုက်ပြန်နဲ့တိုက်ဝါမှာလူငယ်တို့အတွဲပေါ်တွင်ပူရီမချင်မရေဖြစ်တတ်မှုတီးတစ်ချက်အဘေပုံတွေ့ရမြဒိုလေးမြစိတ်ထားကို အခြားသောအပြူကြီးများနှင့်ချိန်တိုင်းတွက်ဆမမရနိုင်ရှိလိုက်၏ ရာသီလဲ3လီ3ချင်းပြောင်းခဲ့ပြီတိုက်ပြန်နဲ့တိုက်ဝါမလူငယ်ပြူနဲ့လုံမပြူတို့လဲဘွဲဒီဂရီများ90ရခဲ့ကြပြီသူတို့ချစ်ရီကရခင်3နှစ်ကနေဘာမှမထူကြငူရင်တိုင်းခုံရှိကလေးတွင် နပိတတာခွာ၍ထိုင်ရင်းစာအုပ်ကိုစီလဲ၍ဖက်ရင်းထိုအဆင့်ထက်တက်မလာကြသည်ယနေ့လဲသူတို့နှစ်ယောက်ထိုးနီး၎င်းပင်ထိုင်နေကြခိုက်ကလားကလေးတယောက်ပေါက်လာကတစုံတရာပြောရင်းလက်ညုံညွန်ပြရသူနှစ်ယောက်စလုံးကြိလိုက်ကြသည်၌ ဒေါ်လေးမြကိုမြင်ရပြီးဒေါ်လေးမြကလည်းခေါင်းငြိမ်ပြရင်ခေါ်လိုက်၏။ဤတွင်သူတို့လူငယ်နှစ်ဦးစလုံးဗျုံးစားကြီးအံ့အားတင်သွားကြ၏။သူတတူးအိမ်တို့ဒေါ်လေးမြဝင်ထွက်သွားလာလေမရှိတကယ်တို့သူ့အိမ်ကိုလည်းဝင်လာထွက်လာတစ်ချိန်မှနှစ်ချိန်လှုပ်လာလျင်သူမကြိုက်။ဤအဖြစ်ကိုတိုင်နေခြင်းဖြစ်၍အမြင့်ကစတိကြသည့်အာလျော်စွာယခုလိုမခေါ်စဘူးခေါ်သည်ကိုအတွေ့ရကျက်သွားစေကမူစက္ကနေပြိုင်လူထရဲ့မိကြရာ မိမမျိုးကသူ့ကိုယ်သူလက်မနဲ့ရင်ညွန့်ကိုထောက်ပြရင်ကျမလားဟုသောသဘောလက္ခဏာဖြင့်မိသည်ကိုဒေါလိမြကလက်နှချောင်းထောင်ပြ၏လာခေါ်သူကလားကလေးကလည်းထိုသဘောပင်ပြောဟန်တူရဲ့ချက်ချင်းဆိုသလိုပင်နှစ်ယောက်သာရှေ့စဉ်နောက်စဉ်လမ်းထွက်လာကြ၏ဒေါလိမြကခြံဝှမှစီးကြိုသည်နောက်အပြုံးနှင့်ကြည်ကတိုက်စီသူရှေ့ဆောင်သွားသည်တိုက်တွင်ဧကန်တွင် နေသားတကြထိုင်မိကြသည်နှင့်ဒေါလိမြစကားဆလေတော့၏ မိုးကလည်းဖြိုးကနေတဲချစာပြူလာသည်အေးအချိန်လဲတိတ်မရဘူးအရေးကြီးတာကိုပဲဒိုလိမြပြောချင်တယ်နိဒန်မဆွဲဒိုးဒိုးတက်တက်ပြောလိုက်တော့ကြောင်းလူငယ်နှစ်ဦးမှာမိမိတို့နားမလည်တော့ဘာသာစကားကို ကြားလိုက်ရပြီးတော့တယောက်မျက်နှာတယောက်လဲကြည့်မိကြ၏ဒီမှာခင်ခင်အေးဒီနေ့ညနေ6နာရီတမတို့အိမ်မှာဘာတွေထူးထူးခြားခြားဖြစ်မယ်ဆိုတာသိသလားတိုက်ပြားလေးမှာခင်ခင်အေးဆိုသူမျက်လုံးကလေးဝိုင်းပြီးတွေ့သွားကဦးကောင်းကို မလွိမသွဲခါပြလိုက်တဲ့ဖြင့်อืมတူမနာမည်ကခင်ခင်ရင်နော် ခုခင်မှာခုလိုခေပညာတက်တဲ့မိန်းကလေးတယောက်ဟာသူများလာဆိုရင်နာမည်ပြောင်းလိုက်ပြီပေါ့တူမကတော့နာမည်ယူသလားလူကလည်းယူစကားကိုဤတွင်ရက်လျက်တစ်ဖက်သို့လက်တဲ့ပြန်ကအတူတူပဲငါတူကလည်းနာမည်ကမောင်မောင်အေးလိုက်တယ်လိုက်တယ်နာမည်အေးတလို့လူကလည်းအေး ဒေါ်လေးညစကားများထူးခြားနဲ့ကြည်ဒီနေအမြရိုးတော်အေးတော်သူတို့နှစ်ယောက်တွင်ဘာဟု၍အကွက်မလဲကြသည်အချိန်မရဘူးကွယ်၃လနာရီထိုးကနေပြီဒေါ်လေးမြတိကျင်တာပဲမေးတော့မယ်မရှက်ကြနဲ့ကြားလားမရှက်ကြနဲ့ဟူသောစကားကြောင့်ငကိုကရှူထိုးရှင်းနေဖြစ်နေတော့ခင်ခင်အေးတို့မှတာတာထူးထူးချင်းခွင်းရှားဆက်ရှူသွားသည်နေမျက်နာကိုစီလေကြငုံငိုင်သွားတော့၏မင်းတို့နှစ်ယောက်ကိုဒေါ်လေးမြတ်တိတ်ချစ်တယ် ဒီရက်ွက်ထဲမှာအင်ဂရိတ်ခါအရှိဆုံးမှုအချစ်ဆုံးပဲဒါကြောင့်လဲဒေါ်လေးမြမင်းတို့ကိုအမြဲအကဲခတ်နေခဲ့တယ်မင်းတို့ကိုသိချစ်တလို့တခါတခါတိတ်ဒေါ်ရဖြစ်တယ်မမောင်အေးတို့ကိုကလေးမြမတိမတာတင်ငနေခါသွား၏ဒေါ်လေးမြစကားကြောင့်ရောင်ဝါးဝါးတုံလို့သွားခြင်းဖြစ်ဟန်တူ၏ဒီမှာမမောင်အေးမင်းခင်ခင်အေးကိုမြစ်တန်ရှိနေတယ်မဟုတ်လားပြူးပြူးပြပြမမောင်အေးမျက်နာမောလိုက်နှခမ်းနှလွာစလုံးတုံနေ၏ ဒေါ်လေးတည်တာပေါ့ခင်ခင်အေးကလည်းမောင်မောင်အေးကိုချစ်နေတယ်စိတ်ကလေးကြောက်ခဲ့ကြောင်ဖြူရော်ရော်ဖြစ်နေတော့ခင်ခင်အေးမျက်နှာကလေးမှာရေကနေရှက်သွေးပြလိုက်ဒါကိုတလွဲသေးပဲမကောက်ကြနဲ့ရှက်เสียမှာမဟုတ်ဘူးမင်းတို့ဟာတယောက်နဲ့တယောက်အချိန်ရရင်ရသလိုဟိုပန်းညံတော်ကိုမျောကြည့်ဒီတစ်ပင်ရေကချောင်းကြည့်နေအတူတူပဲတယောက်ကိုတယောက်မမြင်ရရင်မနေနိုင်ကြဘူးဒေါ်လေးအကုန်တည်တယ်နှစ်ယောက်စလုံးလက်ကလေးများတစ်ဆက်ဆက်တုံနေကြပြီဖြစ်၏ အခွင့်အရေးတိုင်ရင်သာတယ်လို့တော့အတူတူတော့ထိုင်ပါရဲ့တယောက်နဲ့တယောက်ပစိုးတကန်းစီဆိုသလိုခက်ဝေးဝေးအေးပြောကြတဲ့စကားတွေတော့ဒိုလေးမကြားပေမဲ့အကဲဖမ်းလို့ရတယ်ချစ်တဲ့ကြိုက်တဲ့စကားတလုံးမှပါပုံမရဘူးမိုးပြန်၍တဲလာသည်သို့တော့ခင်ခင်အေးတို့မှမူထူပူရှိန်ဖိန်နေသည်နှင့်အမျှချွေးကလေးများကပါစုံနေပြီဖြစ်ဤသည့်ရွယ်ချက်ဖြင့်ဒိုလေးများပြောနေသည်ကိုသူတို့စဉ်းစားရင်အချိန်မရရင်တုံး ရှက်အန်ဂျင်းလို့ဖြစ်တာနဗန်းလုံးနေရတယ်လို့ခြောက်ခြားနေသည်ထင်ရ၏အချိန်မရဘူးကွယ်မြ мян မဲပြောတော့မယ်မင်းတို့နှစ်ယောက်အချင်းချင်းစိတ်ထဲကချစ်နေရတာနဲ့ဘာကြောင့်ဖွင့်ပြောကြတာလဲချစ်လို့ချစ်တာပြောတာရှက်စရာလားစိတ်ဆိုးမှာကောကြောက်နေသလားမမောင်ကြီးကဟင်မုန်းတယ်လို့ပြောတာမှမဟုတ်တာစောစောကနှစ်ဦးစလုံးမျက်နှာရင်းစုနေတော့ချွေးပွဲကလေးများသည်လဲတဲလာတော့မိုးလုံးလောက်နေနေချွေးပေါက်တွေလဲကြီးလာကြပြီး ။တယောက်ကတယောက်ကိုရှာဖွေကြွေးမွေးနိုင်တဲ့အရေးချင်းအစွမ်းစားလည်းရှိတယ်။တယောက်ကိုတယောက်လည်းစိတ်ထဲကချစ်နေကြတယ်။ဒါနဲ့တောင်ဖွင့်မပြောဖို့နဲ့အမားလောက်ကြီးမားတာအချစ်လောကမှာမရှိတော့ဘူး။ဒိုလေးမြပါဇက်မှာဆက်တဲ့ပြစ်တလို့ထွက်လာတော့စကားများမှာတွေးအေးအေးနဲ့နားထောင်နိုင်သူလူငယ်များဖို့တန်ဖိုးမြင့်မြင့်ဖြင့်နှင့်နေအောင်လေးနဲ့နေတော့လေထိုးနှုတ်ဦးတွင်အတွေးခက်နေကြဟန်တူ၏။ခင်ခင်အေးတို့ရောဒေါ်လေးမြကိုချုံရင်ငုံ၍အကဲခက်လျင်ထူကြ၏ အပြူကြီးတယောက်နေဖြင့်ဤစကားမျိုးထွက်လာသည်ကပို၍ကဲ၍စံကျင်နေ၏တယောက်ကိုတယောက်ချစ်မြတ်နိုးပါရက်ကနဲ့ဘသူကမှ ဖွင့်ဟပြီးစမပြောလို့ဝေကွင်းရတဲ့ဒုက္ခလောက်အသေးနာစရာကောင်းတာမင်းတို့အခုမသိသေးဘူးအေးမင်းတို့ခွင့်ပညာတတ်တွေပဲဒီလောက်ပြောရင်ဒေါ်လေးအကြောင်းစတော့မယ်ဆိုတာရိပ်မိမှာပဲတအံ့တော်နဲ့နှစ်ဦးစလုံးကတော့ကမျောခေါင်းမော်လာကြ၏ဒေါ်လေးငယ်ငယ်ကမင်းတို့အရွယ်လောက်ကမင်းတို့လိုပဲ ကိုမတ်ကြီးဆိုတဲ့လူနဲ့တယောက်ကိုတယောက်ဝမ်းထဲကကြိတ်ပြီးမြေတားရှိနေခဲ့ကြတယ်။ဒါပေမဲ့သူကဘယ်အထိအချက်ကြောက်ကြီးတယ်လဲဆိုရင်ချစ်ဆိုတဲ့စကားလုံးပါတဲ့ရုပ်ရှင်ကျောင်းသားတို့ဝုထုတို့နာမည်တို့တောင်ဒေါ်လေးရှိမှပြောမထွက်တယ်လို့ရှင့်နေတယ်။အကယ်ဒီခင်ခင်အီတို့ရာဂိုင်းလုံးတရားများအထူးပူနေသည်ဆိုညာအဲယခုမှ20ရာဂိုင်းလုံးများရော့သွားဟန်ပြလာ၏။ဒေါ်လေးတို့ခေတ်ကမိမာတို့အင်္ဂလိပ်ရွှေပေးလို့မရဆိုတာအတော်ကြီးလေးစားခဲ့ကြရတယ်မဟုတ်လား ချစ်တယ်ဆိုတဲ့စကားကိုယောက်ျားလေးကမဆသည့်၍ကျမကလည်းချစ်ပါတယ်ဆိုတာကို ပြောဖို့တရားမဝင်သလိုဖြစ်နေခဲ့တဲ့ခေဆိုတော့ဒေါ်လေးမှမျိုးသိမ့်ချိမ့်မဲ့ပြီး ကိုမက်အေးအေး तू ကပဲပြောပါစေဆိုတာအမဲစုတောင်းနေခဲ့ရတယ်မမောင်အေးတို့အပူဒီဂရီနောက်ထပ်ဆေးရံခိုင်တို့မြရော့နေသွားပြီထင်ရ၏အေးဒေါ်လေးမှလည်းမိန်းကလေးတငယ်ချင်းဆိုတာရှိကြသမီးပဲမဟုတ်လားသူတို့ရဲ့အကူဒီမောင်တွေကတဆင့်တဆင့်ပေါ့ ကိုမရဲ့အကြောင်းသူပြောတဲ့စကားတွေဒေါ်လေးကြားရသိရတယ်မကြခဏလိုလိုပါပဲကွယ်အင်းဒေါ်လေးတငယ်ချင်းမတွေကဟေ့လေးမြညီကိုဒီနေ့ညနေကိုမကချစ်စကားပြောလိမ့်မယ်ဒုကိုကလည်းမြောက်ပေးထားတယ်တဲ့ရဲရဲသာပြောလို့သူကလည်းဒီနေ့တော့ပြောမယ်တဲ့တခါတခါတော့လေမိမြနင့်ကိုကိုမကဒီညအလူမာတွေ့ရင်တရက်ပင်အောက်ကဆောင်ရီးစားစကားပြောလိမ့်မယ် ဆယ်ရက်ကြာတလကြာဆိုသလိုမြမရီဒီနေ့တော့ညီဟန်ကြမှာပါကွယ်ငါတို့ကကကိုမတ်ကိုအရက်နေနဲ့တိုက်ပြီးရဲစေးတင်ပေးလိုက်မယ်တဲ့စိတ်ချသူပြောမှာပဲမြမရကသာဟန်လို့မနေနဲ့ပြန်ချစ်တဲ့ကြောင့်ဖွင့်ပြောလိုက်ဒီလူမျိုးကတခါပြောလို့မဟန်ရင်နောက်ဘယ်တော့မှပြောမှာမဟုတ်တော့ဘူးအဲ့ဒလိုအဲ့ဒလိုတငယ်ချင်းမတွေကလာပြီးသတင်းပေးတိုင်းဒေါ်လေးမှရင်တခုန်ခုန်နဲ့ဖီးလိုက်လိမ့်လိုက်ပြင်လိုက်ဆင်လိုက်ရတာအမောတော့ကောစောင်းလိုက်ရတာလည်းမပြောနဲ့တော့ အင်းကိုရောမြက်ကလာတော့လာပါရဲ့ပြောလေပြောပါရဲ့ဒေါ်လေးမြအတန်မမှန်တလို့တုံလိုက်ညလုံးအိမ်တလွမ်းတွင်လဲရေကြီးကလေးများတန်းစားပြူလိုက်အေးခက်လိုက်တာများကိုမက်နေပြောတော့ပြောပါရဲ့ချစ်စကားကြိတ်စကားမဟုတ်ဘူးဘကိုးငလင်းလှုပ်မီးလောင်တဲ့အကြောင်းရီမော်တော့ဖျားပြူတဲ့အကြောင်းကလားမြမအထီးကယုံအကြောင်း မမောင်အေးရောခင်ခင်အေးပါဒေါ်လေးမြစကားကြောင့်ပြုံးရမလို့ဆွေးရမရောင်းနဲ့ကြောင်တွေတွေဖြစ်နေကြတော့ဤဒေါ်လေးမြတွင်မူသူတခါကခံစားခဲ့ရသည့်ဝေဒနာဟောင်းပြန်ပေါ်လာတကယ်သူ မတ်တမင်နှကန်းတွန့်သွားပြီးမှအေးခုနပြောသလိုပေါ့ကွယ်အရက်ကလေးရဲစေးတင်ပြီးလာတော့ဒေါ်လေးကလည်းချစ်စကားကြားချင်တာနဲ့ကြားဖြတ်ပြောရအောင်မေအရက်သမားဆိုဒေါ်လေးကတိတ်ကြောက်တာနော်ဒါပေမဲ့ကိုမတ်မူးလာတော့ဒေါ်လေးမကြောက်ပါဘူး ဒေါ်လေးမြငင်းမူစိတ်ကလေးထလာလေသလားမသိမကြောက်ပါဟု၍ပင်စကားကလေးတွင်ငဲကြည်ပေါ်နေ၏အဲ့ဒါမူမူယူယူနဲ့ချစ်စကားသာမကပဲအဲပေါ့လေဒေါ်လေးကမျောလင့်နေတာဘာသာကျော်ကတခါတည်းတချင်းကောက်ဆိုပါလေရော အချစ်ဆိုတာလုံးလုံးမပါတဲ့တချင်းလာမဲလာမဲမကြီးရဲ့တေးသွားမျိုးဗါတဲ့ဘာရင်ညာရဲ့စားစီမဖွင့်နဲ့တကယ်ပဲဟိတ်ဂလုံးအနေနဲ့မွဲလို့ကုန်းဆိုတဲ့ ဆရာဆန်ဂလုံးတချင်းလေးကွယ်ဒေါ်လေးတော့ယူကျင်သွားတာပဲတချင်းဆုံးတော့လေဂလုံးဆရာဆန်အကြောင်းပဲရှော့ပြောနေတော့တယ်ရှက်ချင်ဒီဂရီ85ရာခိုင်နှုန်းများရော့ကျသွား၍လောမသိမမောင်အေးတို့သွေးမအေးတည်းအေးပြုံးပေါ်ရလာ၏နောက်ဆုံးတော့တူတူမတို့ရေဒီလိုနဲ့ပဲဒေါ်လေးမှာလူတာမရဖြစ်ပြီးအပြူကြီးဘဝနဲ့တက်ဆူရှိခဲ့ရတယ်တခါတခါတွေ့မိရင်ရင်နာလာကြီးပေါ့ကွယ် အဲ့တုန်းက तू မပြောလဲဒေါ်လေးကသာစပြောဝင်တဲ့တတိရှိခဲ့ရင်ရွှေပေးလို့မရတာတွေဘာတွေထဲ့မစင်းစားခဲ့ရင်ဒေါ်လေးဘွားအခုထက်တာယာမှာပဲလို့ထင်နေဘာပဲဖြစ်ဖြစ်လေးဒီလိုကိစ္စမှာကြားလူလဲအရေးကြီးတယ်မဟုတ်လားအေးခုဒေါ်လေးကမင်းတို့အတွက်ကြားလူပဲကြားကြရဲ့လားဟုတ်ကဲ့ဖြိုင်းနူထွက်လာတော့သူတို့နှစ်ဦးဤအတန်မှာတုံတုံကကနဲ့ထွက်ပေါ်လာ၏ပထမဆုံးတော့အတန်လေးဖြစ်၏ မင်းတို့လည်းဘာမှဟန်ဆောင်မနေကြနဲ့တော့အချိန်သိမ့်မရဘူးခုနဒိုလီမေးတယ်နော်ဒီနေ့ညနေ6နာရီမှာဘာထူးကြမယ်ဆိုတာသိသလားလို့ခင်ခင်အေးကစိတ်ဝင်စားကောင်းကြီးရင်နားဆွင့်နေမမောင်အေးဒီလေထို့အတူဟိုဘက်ခြံတချံကျော်ကအပြိုးကြီးမက်လီချူလီသူမနဲ့ကလာပြောတယ်ဘေကဘလို့သတင်းရတယ်မသိဘူးဒူမကိုဒီနေ့လူကြီးချင်းလာစီဆက်ကြလိမ့်မယ်တဲ့နှစ်ဦးစလုံးဝရုံးသုံးကမျက်လုံးချင်းကစားမိကြတော့ဤထိတ်ထိတ်ပြပြလဲတုံးလို့သွားသည်ထင်ရဤ ဒရူသားလောင်းကနိုင်ငံခြားပြန်ရင်းနှံပါရဂူဆိုလာပဲအဲ့ဒါတူမရဲ့အိမ်ကစိတ်ဆက်ရည်ကိုလက်ခံလိုက်ရင်တူမချင်းနေနဲ့မမောင်အင်းနဲ့ဝေးသွားမှာပဲဂျားလူအင်းနဲ့ဒေါ်လီဝုဒ်တရားရှိတယ်လို့ပြောပြီးမင်းတို့ကဘလို့လဲနှခမ်းတွေလားတလုံးလုံးလုံနေသည်အဖြေကထွက်မလာသည်ဟိုမှာ9နာရီနဲ့မိနစ်20ရှိနေပြီ6နာရီဆိုစိတ်ဆက်ဖို့လာကြလိမ့်မယ်ကိုကကိုဆုံးဖြတ်ကြတော့အချိန်သိမ့်မရတော့ဘူး ခင်ခင်အေးမှာမျက်နာကြက်တင်နေလက်တွေလည်းထုံခဲနေသည်ထင်ရ၏မျက်ရည်လည်းပြုံဝဲလာကြပြီမမောင်အေးမှာမူသူ့ပေါင်ကိုယ်ကနာနာညင်ရင်စိတ်ထင်နေ၏ဒေါ်လေးတရသလောက်တော့ခင်ခင်အေးဟာအဖေကိုတိတ်ကြောက်တယ်အင်ဒရီတိတ်ခါလည်းတိတ်ကြီးတယ်အခုကိစ္စမှာတော့တမျိုးစင်စားကွယ်လူကြီးမိဘဆိုတာတာသမီကောင်းစားယူတဲ့တင့်တော်တို့စီမံနေဆိုတာကတော့မှန်ပါတယ်ဒါပေမဲ့သူတို့အတွက်သူတို့ဖို့ဆိုတာလည်း20ခိုင်နှုန်းလောက်ကတော့ပါစမြဲပဲမိုးသည် ဲ၍ပူ၍တဲလာ၏တာသမီအတွက်85သူတို့အတွက်က25ဆိုပါတော့အိမ်အောင်ချပေးရမှာမိဘတွေထားတဲ့စေတနာအေးဒါပေမဲ့တစ်ခါတစ်ခါအဲ့ဒီ25က85ကိုလက်လာကြီးဒုက္ခပေးတဲ့တဲ့ဒေါ်လေးတောင်နောက်ဆုံးမှာ25ရော85ပါဖဲထုတ်တင်းခန့်နိုင်ရဲ့လို့နုမရင်အေးလေးကဲဘလို့လဲဓာကြီးဝက်ပဲလို့တော့တယ်အတိကဟာခင်ခင်အေးပဲပြောသူမဘလို့စိတ်ကူရတယ်လဲ ဖဖေတို့ကဒါလက်ခံဆွေးနွေးသဘောတူလိုက်ကြမယ်ဆိုရင်ကျမဘာမှဝင်ပြောပိုင်ဝင်ရတော့မှာမဟုတ်ဘူးတော်လေးအဲ့ဒီတော့ကျမမပြန်ကျင်တော့ဘူးမောင်မောင်ကြီးရောသူ့တဘောပဲတော်လေး तू ကလိုက်မယ်ဆိုရင်တခါတည်းခေါ်သွားမလားမင်းအိမ်ကိုမောင်မောင်အေးခေါင်းကုတ်ရင်အတွေးရှုံနေဤကဲဒီလိုလုပ်ကြတပောင်းတကူပူလိုက်တဲ့ယာဒီမှာ ဒေါ်လေးတော့တော့နေတယ်တိုက်ရှိတယ်မိမျိုးမှာအဲ့ဒီကိုဒေါ်လေးမြရုတ်တရက်ထသွား ਈ မကြမီပြန်ထွက်လာပြီယော့တိုက်တော့ဒါကကားတော့ငွေက900ကဲသွားကြတော့အချိန်သိမ့်မရဘူးထထဒေါ်လေးကားပါယူသွားရင်ကခုံခုံရောင်တချာချာနဲ့ပြပြတလဲပြိုင်းလူထရဲလိုက်ကြလေဒေါ်လေးကိုမေးလာမြန်လာလို့ရင်မမောင်ကြီးကစိတ်တလေးလေးနဲ့မေးဒီကို ။အိုးဒါဟိုတော်လေးတာဝန်ထားလိုက်။ခဲသွားကြ။မိုးတဲနေတော့။ဒေါ်လေး။ဝေး။တူမတို့ကြောင့်ဒေါ်လေးဝင်များဖဖေတို့ရန်လို့ရင်။သွားမှာသွားကြပါကွယ်။နောင်ဘဝမှာတူမတို့လိုအဆင်ပြေရင်ဒေါ်လေးကူညီရချိုးနှက်ပြီးဘသူပါပြောပြော။အေးငွေလိုရင်ထပ်မှာဖုန်းဆက်လိုက်။၃နှစ်၄နှစ်ရှိကဲသွားကြတော့ အတွဲ28အမှတ်328ရှုမောဝမဂဇင်စက်တင်ဘာလ1994ခုနှစ်နားဆင်ကြတဲ့များရှင်အခုဖတ်ပြခဲ့တာကတော့ဆရာကြီးတာလူရဲ့ဘာရဲ့ညာရဲ့စာစီမဖွဲ့နဲ့ဆိုတဲ့ဝတ္ထုတွေပဲဖြစ်ပါရဲ့ရှင်နားဆင်ရပေးခဲ့ကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်နေ့မှပြန်ဆောင်ကြမယ်နော်